စိတ်ရှုံအောင်လာလာလုံးနေတဲ့အမေအရင်းကိုတပ်ပစ်လိုက်တဲ့သားလိမ်ပါလေဒီအဖြစ်အပျက်လေးကမြန်မာနိုင်ငံမှာဖြစ်ခဲ့တာတော့မဟုတ်ဘူးမြန်မာနိုင်ငံသူနိုင်ငံသားတွေအများဆုံးသွားရောက်လည်ပတ်ပြီးတော့အလုံးလုံးကိုင်းနေတဲ့ထိုင်းနိုင်ငံမှာဖြစ်ပွားသွားခဲ့တဲ့ဖြစ်ရပ်မှန်လေးပြောမယ်ဆိုရင်ဘာမှပြဿနာကြီးကြီးမားမားမရှိဘဲနဲ့ကိုယ့်ရဲ့အမေကကိုယ့်ကိုစိတ်ရှုပ်အောင်လာလုံးနေလို့ဆိုပြီးတော့ဒီကောင်လေးကတပ်ပြစ်လိုက်တာဒီဖြစ်စဉ်ကိုပြောရမယ်ဆိုရင်တော့ထိုင်းနိုင်ငံခွန်ကန်မြို့ ရက်ွက်တစ်ခုတည်းကအိမ်တစ်ခုမှာအော်ဟစ်တန်တွေကြားနေရတယ်။ဒါနဲ့ဘေးဘက်ဝင်ကျင်ကလူတွေကဘာများဖြစ်တာလဲဆိုပြီးတော့အဲ့ဒီအိမ်ကိုသွားကြည့်တော့အိမ်တကားကဖွင့်လို့မရဘူးအထဲကနေလော့ချထားခဲ့တယ်။ဒါနဲ့ပဲသူတို့လည်းမရရအောင် ဖွင့်ပြီးတော့အထဲကိုဝင်သွားလိုက်တဲ့အခါမှာအထဲမှာမိမကြီးတယောက်ကလဲနေတယ်။သူ့ရဲ့ဘေးမှာသူ့ရဲ့သားဖြစ်တဲ့ကောင်လေးကငုတ်တုတ်ကလေးထိုင်နေတယ်ပေါ့။ ။ပဝင်းကျင်ရလူတွေကလည်းအိမ်ထဲကိုပြေးဝင်သွားပြီးတော့အမျိုးသမီးကြီးကိုစမ်းသပ်ကြည့်တဲ့အခါမှာအမျိုးသမီးကြီးရဲ့ခန္ဓာကိုယ်အနှံ့အပြားမှာဒဏ်ရာတွေတွေ့ရတယ်။အသက်ကလည်းမြင်းမြင်းလေးပဲကျန်တော့တယ်။ဒီလိုနဲ့ပဲရက်ွက်လူကြီးတွေတက်ဆိုင်ရာရဲတွေကိုဖုံးဆက်အကြောင်းကြားနေရင်းနဲ့အမျိုးသမီးကြီးကကြွေလွန်သွားခဲ့တယ်။ဒါကြောင့်မလို့ရဲတွေရောက်လာပြီးတော့ဒီကောင်လေးကိုဖမ်းဆီးပြီးတော့ဘာကြောင့်မလို့ဒီလိုလုံရတာလဲဘလို့တွေဖြစ်သွားကုန်တာလဲဆိုပြီးတော့မေးမြန်းစစ်ဆေးလိုက်တဲ့အခါမှာကောင်လေးကလည်းစိတ်ပြက်လက်ပြက်နဲ့ ဒီအဖြစ်အပျက်တွေအားလုံးကိုပြန်ပြီးတော့ပြောပြလာခဲ့ပါတယ်။တကယ်တမ်းတော့သူတို့သားမီးနှစ်ယောက်မှာဘာပြဿနာ ကြီးကြီးမားမားမှမရှိခဲ့ဘူး။ဒါပေမဲ့လည်းသူစိတ်ရှုပ်နေတဲ့အချိန်မှာသူ့အမေကပို့ပြီးတော့စိတ်ရှုပ်အောင်လုပ်လို့ဆိုပြီးတော့လက်လွန်သွားခဲ့တာလို့သူကပြန်ပြီးတော့ရှင်းပြခဲ့တာ။ဖြစ်စဉ်အသေးစိတ်ကိုပြောရမယ်ဆိုရင်ဒီကွယ်လွန်သွားခဲ့တဲ့အမျိုးသမီးကြီးမိခင်ဖြစ်သူအမျိုးသမီးကြီးကအသက်54နှစ်ပဲရှိသေးတယ်။သူရဲ့သားကတော့အသက်31နှစ်။သူတို့ကသားမီးနှစ်ယောက်ထဲအတူတူနေထိုင်တာ။ တနေ့မှသူ့ရဲ့သားကအလုံးလုံးပြီးတော့အိမ်ကိုပြန်လာတဲ့အချိန်မှာမိခင်ဖြစ်သူအမျိုးသမီးကြီးကသူ့သားကိုဆေးတွေအတင်းတိုက်တယ်။ဘာဆေးတွေတုံးတော့တိကျကြတော့မသိရဘူးဒါပေမဲ့သူ့သားကစိတ်ကျမ်းမာရေးသိပြီးတော့မကောင်းဘူးနေမကောင်းဘူးဆိုပြီးတော့အမျိုးသမီးကြီးကယူဆပြီးတော့သူ့သားကိုနေကောင်းအောင်ဆေးတွေအတင်းတိုက်တာပေါ့ဒါပေမဲ့လည်းဒီကောင်လေးကကြတော့အလောက်ကနေပြန်လာတဲ့အချိန်မှာသူအရန်စိတ်ရှုပ်နေတယ်ဒါကြောင့်သူ့အမိတိုက်တဲ့ဆေးတွေကိုမတောက်ချင်ဘူး တားနေကောင်းတယ်ဘာမှမဖြစ်ဘူးတားဟိုဒီစေးတွေပဲလာလာပြီးတော့တိုက်မနေနဲ့လို့ကောင်လေးကပြန်ပြောတာဒါပေမဲ့လည်းမိခင်ကကြတော့လုံးဝလက်မခံဘူးနင်းနေမကောင်းဘူးနင်းစေးတောက်ရမယ်ဒီလိုတွေပြောရင်းပြောရင်းနဲ့ပဲကောင်လေးကလည်းစိတ်ရှုပ်နေရဆိုတော့သူ့အမေကိုပြန်អော်မိရဲ့သူ့အမေကလည်းသူ့ကိုអော်ရကောင်းမလားဆိုပြီးတော့တားမိနှစ်ယောက်ထပြီးတော့ရန်ဖြစ်ကြတာပေါ့အဲ့ဒီမှာတားဖြစ်သူက32နှစ်အရွယ်တန်တန်မမကြီးဆိုတော့ရန်ဖြစ်ရင်ဖြစ်ရင်နဲ့စိတ်ကလုံးဝမထိနိုင်မနဲ့သူ့အမေကိုလက်ပါမိတယ် သူ့အမေလည်းဘလို့မှပြန်ပြီးတော့မခုခံနိုင်ပဲနဲ့အခုလိုမျိုးကွယ်လွန်သွားခဲ့တာခုနောက်ကပတ်ဝန်းကျင်ရလူတွေကြားနေရတဲ့အော်ဟစ်တန်တွေဆိုတာကဒီအမျိုးသမီးကြီးရဲ့အော်ဟစ်တန်တွေပတ်ဝန်းကျင်ကတကားကိုရအောင်ဖွင့်ပြီးတော့အိမ်ထဲကိုဝင်လာတဲ့အခါမှာတော့အမျိုးသမီးကြီးကကဲတင်လို့မရတော့ဘူးမကြခင်မှာပဲစုံပါသွားခဲ့တယ်ဒီအချိန်ကြာမှပဲသူသားကလည်းခုနကစိတ်ရှုပ်နေရတွေကပြေသွားပြီးတော့သူ့အမျိုးသူဒီလိုလုံးမိပါလားဆိုပြီးတော့နောင်တအကြီးအကျယ်ရသွားခဲ့တယ် တကယ်တော့ဒီကောင်လေးကလည်းသူ့အမေကိုတမင်တသက်ကြီးတတ်ချင်တာတော့မဟုတ်ဘူးဒါပေမဲ့အဲ့ဒီနေရာဖြစ်ချင်တော့သူကသူ့လုံးနေတဲ့အလုပ်ကနေပြီးတော့အလုပ်ပြုတ်လာတယ်လို့သိရတယ်။အားကြောင့်မလို့တာမီနှစ်ယောက်အလုပ်မရှိအကင်မရှိနဲ့ဘလို့မြန်ရှာဖွေဆောင်တော့ရမလဲဆိုပြီးတော့သူစိုးရင်ပုံပန်တော့ကရီများနေတာအဲ့ဒီအချိန်မှာသူ့အမေကိုသူအလုပ်ပြုတ်တဲ့အကြောင်းကိုလည်းမပြောရသေးဘူးတယောက်တည်းကြိတ်ခံစားပြီးတော့ဝန်းနေနေတဲ့အချိန်ပေါ့ဒါကိုမိခင်ဖြစ်သူကမသိဘဲနဲ့သူသားလေးနေမကောင်းဘူးဆိုပြီးတော့ဆေးတွေအတင်းတိုက်ရင်းနဲ့ ဘာမှမဟုတ်တဲ့ပြဿနာလေးကနေအခုလိုမိခင်တယောက်လုံးကိုပြန်တက်မိသွားတဲ့အထိဖြစ်သွားခဲ့ရတာပေါ့နော်ပြောမယ်ဆိုရင်လူတွေမှာနေ့စဉ်နဲ့အမျှစိုးရိမ်ပူပန်တောကရောက်စရာတွေကလည်းတစ်ခုမဟုတ်တစ်ခုတော့ရှိနေကြတာအလို့အခြေအနေမှာဆိုရင်တယောက်ထဲအေးအေးဆေးဆေးနေနေတဲ့လူလည်းရှိမယ်ကိုရဲ့မိမတွေကိုရဲ့အပေါင်းအဖော်တွေကိုယဉ်ဖွင့်ပြီးတော့ပြောပြခြင်းတဲ့လူလည်းရှိမယ်တယောက်နဲ့တယောက်ကတော့မတူကြဘူးဒီကောင်လေးဆိုရင်လည်းသူ့ဟာသာသူစိတ်ညစ်တာတွေကိုတယောက်ထဲ တိတ်တိတ်ကလေးပဲခံစားပြီးတော့တယောက်တည်းပဲစိတ်ကိုဖြေပြောက်ဖို့လုပ်နေရဒါပေမဲ့မိခင်ဖြစ်သူကဒါကိုမသိနားမလဲတဲ့အတွက်ကြောင့်မလို့သူ့သားကိုအတင်းနေစေးတွေတိုက်စကားများရန်ဖြစ်ပြီးတော့မဖြစ်တင်တာတွေဖြစ်ကုန်ကြတာပေါ့နော်ဒါကြောင့်မလို့အားလုံးလည်းတယောက်နဲ့တယောက်နားလည်မှုရှိရှိနဲ့ဒေါသလေးတွေကိုထိန်းပြီးတော့နေထိုင်သွားကြဖို့အတွက်ဒီအဖြစ်အပျက်လေးကနေသင်ခန်းစာတစ်ခုတော့ရသွားမယ်လို့ထင်ပါတယ်ဘလို့ပဲဖြစ်ဖြစ်ဒီကောင်လေးအတွက်ကတော့လူသက်မှုလည်းဖြစ်တယ် အထူးသဖြင့်ကိုယ့်ရဲ့မိခင်အရင်းကိုပြန်ပြီးတော့တရားရတဲ့ကြောင့်မလို့တက်မိလိုက်တဲ့အတွက်ကြောင့်မလို့တရားဥပဒေကလည်းအပြည့်ခံရအောင်ပဲပြီးတော့သူ့ရဲ့ဝေကြွေအတိုင်းပြန်ပြီးတော့ခံရအောင်ပဲပေါ့နော်ဒီတော့အားလုံးလည်းဒီအဖြစ်အပျက်လေးကိုကြည့်ပြီးတော့ဘလို့တွေးတော့မိကြလဲဘလို့သင်ခန်းစာတွေရကြလဲဒီကောင်းလေးကိုရောဘလို့မျိုးတရားဥပဒေအရစီရင်သင့်တယ်လို့ထင်လဲဆိုတာကွန်မန့်မှာဆွေးနွေးပြပြသွားခဲ့ကြပါအောင်နော် နောက်ထပ်လည်းကဘာအနှံပြားကထူးခြားဆန်းပြပြီးစိတ်ဝင်စားစရာကောင်းတဲ့ဖြစ်ရမယ်မှုကင်းလေးနဲ့ပတ်သက်ပြီးတော့တင်ဆက်ပြီးသွားပါအောင်မယ်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်ပြီးတော့တွေ့ဆုံကြပါမယ်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်